ထဲမှာတော့အမျိုးသမီးတွေအများကြီးလို့ဆိုရှင်လာပါလို့အခုကြည့်လို့ရှိရင်လူငယ်တွေကလေအများကြီးအားလုံးလည်းနေပါတယ်နော်အခုဆိုလေးစော်ထက်လည်းပါလာပြီလေအများကြီးလည်းဒီမှာရှိနေတဲ့အခုတို့ရှိတဲ့လူဒီဒီလူအပေါ်လုံးကတော့ပြောင်းလဲနေပြီနော်နှုတ်ကပတော်ဘက်မှာသူပြောင်းလဲနေပြီပြောင်းလဲတဲ့တစ်ဖက်တွေလည်းနေနေရပြီခံစားရပြီနှုတ်ကပတော်မှာလည်းသူအများကြီးအဲပုပ်ပိုးလေးရုပ်ကြီးချင်းနဲ့တိဆောက်နေကြတယ် เนาะဆိုတဲ့ခါကျတော့ဟိုဒါကျမတို့မွေးလို့ရှိရင်ကျမတို့သားအရွယ်ကြီးဖြစ်တယ်ကျမတို့မိခင်တွေဆိုတာအိမ်မှာလည်းကိုကကုစီကုဆောင်တဲ့သူတွေဖြစ်တယ်เนาะကုစီကုဆောင်တဲ့သူတွေဖြစ်တယ်သားကုကြီးတွေကိုတိုးတင်းဆုံးမတဲ့သူတွေဖြစ်တယ်တနည်းနဲ့ပြောရရင်ဒါပေမဲ့ဝိညာဉ်ရမှာကျမတို့ကနောက်ကျပြီးတော့သူ့ဟောတာပြောတာကိုနားထောင်ရမယ်တည်ယူရမယ်ဆိုရင်တော့နည်းနည်းတော့ ာဘာမကြောက်ပုံစံမကြောက်လို့ဒီမှာခံစားပါတယ်ဒါကြောင့်ဆိုသူတို့ကိုမကြော်ရင်တောင်မှသူတို့ချက်ကိုတော့နောက်တော့ကြံမှုဖြစ်ဘူးလို့ဒီမှာခံစားပါတယ်ကျွန်တော်တို့အမျိုးသမီးတွေနောက်လည်းပြင်ဆင်ကြရအောင်လို့ပြောချင်ပါတယ်ဟိုဈာစာဖတ်လို့ရှိရင်အိမ်မှာဆိုရင်မဖတ်ဖြစ်ဘူးသိတယ်ဒါကြောင့်ဆိုဈာစာဖတ်ပြီးမှဒီနှုတ်ကပတော်နဲ့သက်သေခံနိုင်အောင်လို့ကျွန်တော်တို့အမျိုးသမီးအစီအစဉ်လုပ်တဲ့ပုံစံလေးပါဈာစာငါးခန်းဖတ် တသိခံရအောင်ဒီမှာတိုက်ပြပေးတယ်ဒါမျက်လို့လေအဲ့အဲ့အဆင့်သေးကိုသိပြီးတော့ရောက်တာဒီရောက်တာလေးနော်အဲနောက်ဆုံးကျမပြောတယ်ကိုဒီဘက်ကကျမပြောတယ်မဆန်းချီရှိမှာလေမပြောတယ်တော့အမျိုးသမီးတွေတသိခံမမထွက်မရှိဘိုင်နင်းပြမှာဒီတစ်ပတ်မှာမဆန်းချီဒီတစ်ပတ်မှာမခါအဲ့လိုအဲ့လိုဘိုင်နင်းပြမှာပါလို့ပြောတယ်နော်ဆိုတော့ဒီကျမတို့ငါးခါဖက်ပြရပါလေဒီတရားကြီးမယူတတ်လို့ တက်တယ်မခံတက်ဘူးဆိုလို့ရှိရင်ကျွန်မပြောတယ်နော်တနည်းလူလေးမှာဆရာတို့ပပတော်နဲ့ပြောတဲ့အရာလေးကိုတစ်ပတ်လုံးမှာပြန်ပြီးတော့စင်ချင်ကြည့်တာဘုမတ်သွားတဲ့ကြောင်လေးလားတလုံးလေးလားနော်ဒီဥမာသူကမတန်ငါ့ကိုဖတ်သွားတယ်အငယ်ဘလောက်လဲအဲ့ဒါလေးဥမာဒီဘုမတ်ကိုအိမ်ပါတစ်ပတ်လုံးအဲ့ဒါလေးတစ်ပတ်ပဲပြန်ဖတ်ဖတ်ပြီးတော့ပြန်စင်ကြည့်ပါတကယ်ပဲတရှိသောဝိညာဉ်တော်ဘုရားကိုကျင့်တဲ့လူပေးပါပဲဘာလို့ဆိုကျွန်မတို့လည်းအဲ့လိုပဲခံစားခဲ့ရတာနော်အဲ့လိုပေးပါပဲဒါကြောင့်ကျွန်မတို့ဒီပုံပေါ်မှာမရေရဆိုလို့ရှိရင်ကျွန်မကလေး ရှင်းပြောဒီမှာလည်းအပြင်းထူတယ်ဒီလားဒီအရင်တော့ကလည်းဒီမှာအပြင်းထူတယ်အခုလည်းအပြင်းထူတယ်ဒီမှာလည်းဒီအပြင်းထူတဲ့အချိန်နည်းနည်းပြရမယ်ဆိုတော့ကအပြင်းထူတယ်မလေးကအမကောလေးတောက်ကြလေးပြလာတယ်သူကဖုန်းခေါ်တော့ဒီဆရာဆိုင်ရတဲ့ zoom တက်ကိုပြောလို့ရဟုတ်ကဲ့လို့ငါလို့ငါဒီလိုဆုံးဖြတ်တယ်လို့ငါသားငယ်ကောင်းသူ့အလုပ်ပြုတ်သွားတယ်လေသူရှိမှလလလောက်ကတနင်္ဂနွေနဲ့မနာရအောင်ဆင်းတော့ပြီးခဲ့တဲ့စနေမှာသူကနားမယ်လို့ပြောတော့အေး ဟိုသူကလုံအောင်လို့ခေါ်တာဖြစ်လို့ကြောင့်ခွင့်ကြိုင်ပါမနာနဲ့မပြောပါဘူးခွင့်ကြိုင်ပါလို့ပြောတယ်သူကတော့သူ့ကောင်းဆောင်ကိုတိုင်လို့ပြောတယ်ဒါပေမဲ့အလုပ်ကသူဖြတ်ခါလိုက်ရဆိုရဲခါကျတော့သူကဒီနောက်ပတ်ကျော်ဒီဘက်ကိုမလိုက်ဘူးဆိုရင်အခုလည်းဒီနေ့ကြားကြောင်းခေါ်တယ်ဒီအလုပ်မရှိဘူးမလိုက်ဘူးမလိုက်ဘူးဆိုရင်ငါမရဘူးငါခိုင်းပါပဲအဲ့တော့ကိုကိုတိုင်းသူကတော့မထွက်ဘူးကိုကိုတိုင်းဆွဲခေါ်ပြီးတော့အလုပ်လိုက်ရှာတယ်လေလိုက်ရှာတော့အချိန်ကြီးပြန်မရဘူးဖုန်းကလည်းအိမ်မှာထားပြီးခဲ့တာဆိုတော့ အဲ့ဒါလာစနေနေ့လည်းကြွားအောင်ပါလို့မလာသေးဘူးလို့တန်လဲစကူးကမလာဘူးစနေနေ့လည်းနားကြွားအောင်ပါလို့တောက်ကြလေးမှာပြောတော့တော့စနေနေ့ကမထင်မှတ်ပဲနဲ့တညလုံးမိုးရွာတစ်ပတ်လုံးမိုးရွာတယ်မိုးရွာတော့သူ့လည်းမထောက်ကိုယ်လည်းမထောက်မထတော့မှဆယ်နာရီခိုးတာလားဘယ်နှစ်နာရီလာတော့ခမင်းထပြီးခမင်းစားတာခမင်းစားတာမျက်လာတာမသိဘူးခမင်းစားတာဗိုက်စားလို့တော့ခမင်းထစားလို့ခေါ်လာအေးဆိုတဲ့ကအာဒီရိနဲ့အေးရှိရတယ်တပုံမထူးမရှိဘူးခေါ်လာ 不，那个嘛，我嘞，反正我，哎，他弄弄过给的，哦，不不们，家家你说吧，都单家的，都单的来商量的，那就不然，你那熬是别过嘛，就等于生产一个，不过呢，对啊，一线的啊，别也点多呀，哎，那门大一股，你看你多啊，有几万多的，哎，我你看一股嘞，就嘛有钱的啊，哎，哎，有土地股，你看嘛，过年有土地股，你看谁有？只有过了，那买两件是起袋的。 说哎，俺们现在哪能没冰箱？我带人哪对，人哪边对吧？对，你做饭那个，做饭的，你烧菜哪边做饭？我带人哪对，哎，什么？你呀，要家哟，要家咯，省钱嘛咯，农村人那那多少吃多啊？俺这边有，你有钱是六六六呀？等下，俺妈说是要好好把是工资拿的，先给俺娘送了，工资给完，先让俺娘弄毛裤啊，让俺做点，等明天吃嘛，俺哪有？但是俺妈她自己做菜。 爱嘛讲微信的，爱我嘛没开上，什么哪个？对不对？开微信，什么发表情的时候嘛？你给我把麦呢推了开下咯，就把那啥那种水水滴了搞嘛？如果把这里讲了，掉价了就买水钱嘛。没有钱看啥嘞？养万秒狗，万秒狗要买三十多，养万秒我大的，来多话那是干嘛？掉价咯，啊别骂嘞，俺都不怕说，真的有啥就来，掉价了你们没不信嘛？啊，现在那个老百姓我来都管，哎，我们名不管名。 ုံးမိတ်လေမကွန်လေးလည်းပြောတယ်လေကျမတို့ကကိုမလေးရကိုသုံးမိတ်လေကျွန်တော်သွားတယ်တဲ့အဲ့ကျွန်တော်လည်းနားမလဲဘူးခုရွှေမြမရောက်ခါမှပြောတယ်ဟဲ့ကသူများသုံးမိတ်လေကျွန်တော်သွားတယ်လို့ဆိုဆရာမရဲ့သူက license ရှိတယ်လေတဲ့အင်ဂျင်ပဲရှိတယ်ပေါ့နော်ကျွန်တော်တို့ကဒီလိုမျိုး blind ဆိုတော့ဘာမှမရှိဘူးလေသူကသိမ်းပါတဲ့ဆိုပြီးအဲ့လိုပြောတော့သွားတယ်လေအဲ့သုံးမိတ်လေကျွန်တော်လည်းမြင်တာပဲမျက်စိလေကျွန်တော်တို့ကနားမှာချိန်ကြတဲ့ချိန်မှာလည်းသွားတာလေကျွန်တော်ဘေးနာလေသူကသွားတာကျွန်တော်ကပြန်ခောက်လိုက်တာသူများမခောက်လိုက်သွားတာအဲ့ဒီသုံးမိတ်ကသူကလိုက်ရင် ရတာပဲညီမတို့သူပြောသလိုပဲသုံးတဲ့တောင်ဘလောက်မှမလွတ်သေးချိန်ကကြာသွားတယ်ထင်ရကြတော့ကျမအရှိမမိုးလန်းလို့ထင်တာမိုးလန်းမဟုတ်တဲ့စက်ကူတုံတွေကဝင်တဲ့လမ်းလေးရှိသေးတာအဲ့ဒါကျမလည်းအဲ့လမ်းလေးကိုပြန်ပြန်သွားတွုံးဝင်လိုက်တော့အဲ့မတက်တဲ့ချိန်ကိုအဲ့တွုံးဝင်ပြီးတော့ကလည်းဟိုထဲရောက်မှပဲချိန်ကိုပြန်တက်ကြပဲဆိုလို့ဒီလို तू ကမကြောက်ဘူးလို့ထင်တာကြောက်တာတော်တော်ကြောက်တာပဲ တော့မသိလေမကြောက်ဘူးလို့သူ့ကိုထင်တာသူကတော်တော်ကြောက်တာကိုထက်ကိုဆက်ပြန်တော့သူကကြောက်တာအဲသူ့တောင်းပြန်ပြီးတော့နောက်ဆုံးထိတော့မှဟဲ့မကောလေးရဲ့သူ့ဆိုင်ကဖြစ်ဖြစ်တော့မပြောလိုက်ရဘူးဘာလို့ဆိုကျမစိတ်ထဲမှာခံစားမိတယ်လေပထမတော့သူမကြောက်ဘူးလို့ကိုကထင်တာပေါ့နောက်တော့သူတွားနေပြန်ဟာကြီးကြည့်တဲ့အခါမှာဟောဒီပေါ်ကြောက်တာပဲအဲဒီနောက်တော့ကျမတော့အဲ့ရေများတဲ့လမ်းကိုမတော်ရတဲ့တော့စက်ပါတီကတော့ခါရောက်ပဲဘုံပေါ်ကိုတက်လိုက်ပါတက်လိုက်တော့ထသုံးဘက်ကိုထွက်လိုက် ထသူ့ဘက်ကနေပြန်တယ်ဆို။ तू ကကျမကိုစကွာတော့ဘာကိန်းဟောင်းပြန်ဖို့လဲဆိုမပေါ့ဘူးရှင်လည်းမအောင်တော့မချတိခဲ့တာ။အဲ့ကျမတို့ပဲစဉ်းကြံခဲ့တယ်။အဲပျော်ရွှင်ပျော်ရင်ခုန်စိတ်လုံးရှားရရတိုင်းပဲဆက်ပြီးဟောင်းပေးပါမယ်။ကျမကိတ်ဟောက်ကမပို့လို့ငါမပေါ်နေတဲ့အုံလို့မှတောင်းတင်ပြီးတော့လမ်းလျှောက်ပြီးအိမ်ရတာလေဟုတ်ပြီလူယူသားလည်းရှိမှလားနည်းနည်းတော့ရေခုန်သွားတာပဲသူကကြိတ်တော့မှလေဒီလားလိုက်လိုက်ရှင်လေးမဟုတ်တော့ရောက်နေချင်းဘာမှဖြစ်တော့မှဘာမှဖြစ်တော့စိတ်လျှော့တော့လို့သူပြောနေရတယ် ဘာပဲဖြစ်ဖြစ်ဒီကိုမပိုက်ဘူးလို့ပြောပြပြတယ်။ချောင်းမကိုအားပေးဖို့ရပြည့်နေတန်းနေပေးထားဖို့ရှိနေပါလေ။ဒါကြောင့်ငွေကြီးကကျမကခုနကပြောလို့တစ်ဖက်မှာကအင်းချောင်းမကိုကဥဆောင်ပေါ်မှာတားပြီးသုံးမတူနေတဲ့သူတွေဝိညာဉ်ရရမှာချောင်းမကိုကသူ့ရဲ့သုံးမတူကြီးကိုခံနေဆိုရင်တကယ်တော့မခံနိုင်ဘူးမလား။မခံနိုင်ဘူးဆိုလို့ရှိရင်မခံရအောင်ကလေ။ဒီကိုပတ်ကိုဖက်မှာတိုက်ပါမယ်ဖြစ်တော့ပဲအချိန်ကြီးမှဖြစ်ဖို့ပဲကျမ မြဲတမ်းတသက်လုံးကြီးမှာတော့အသက်50 50ကျော်တွေဖြစ်လာတယ်။အဲ့တော့ပေါ့ဒီရှော့ပုတ်တဲ့ကိစ္စတွေနဲ့ချက်ပြုတ်စားတဲ့ကိစ္စတွေနဲ့အခြေထုတ်တာပဲ။ပုံမှန်မှုတွေမှာပဲဖြစ်ဖြစ်သတင်းတွေတွေမှာပဲဖြစ်ဖြစ်တော့တန်တဲ့အချိန်တွေမှာမဟုတ်ရတာမှာပေါ့နော်။ဒါပေမဲ့ဖြစ်နိုင်လို့ရှိရင်တော့ဖုန်းရှိတယ်ဆိုလို့ရှိရင်အဲတောက်ကြနေပါလေဆရာရဲ့ Zoom ကိုနားထောင်လို့ရှိရင်ကျွန်တော်တို့သက်တာအများကြီးဒီစောက်စရာဒီစောက်နိုင်ပါလေဒီစောက်စရာလည်းရှိပါလေ။ ိတ်ဝင်စားမှုပေါ်ပါပဲဘုရားကအလုံးလုံးပါဖြစ်တယ်ဘုရားကစိတ်နှလုံးကိုကြည်တာကိုကိုနှုတ်ဘတ်တော်ကိုဘယ်လောက်ကြီးစိတ်ဝင်စားရဲ့ပေါ်ပါပဲဘုရားကအေးမှဖြစ်တယ်အဲ့ကြောင့်မင်းကအေးဖို့တဲ့တခါတက်ဖို့ဖြစ်ပြီးအဲ့ဒီချိန်မှသဲခရစ်ဝင်ကျမ်းထဲမှာလာလို့သူရှိတယ်နော်ပြန်လာရှိတဲ့သူထပ်ပေးပြောမရှိတဲ့သူကအကုန်နှုတ်ပါတယ်ကျမကဟိုးဘက်ခရိယံဘဝမှာတော့အမှုတော်ဆောင်ဖြစ်နေတယ်အဲ့ချမ်းစာကိုနားလည်လို့ဘုရားတတော်မတရားတာပဲလို့ထင်ခဲ့တယ်ဒါပေမဲ့ကျမဒီဖြောင့်မတ်ခြင်းတရားကိုသဘောပေါက်နားလည်လာတဲ့အခါမှာအဲ့ချမ်းစာရဲ့ဘိတ်တွေကိုနားလည် ဘယ်လိုနားလဲတာလဲဆိုတော့အတိတ်တွေကတော့တော်တော့ဘုပ္ပတော်ကိုစိတ်ဝင်စားတဲ့ကိုဖျားနေတာချက်ပေးမှာသူရှိသီးသားဖြစ်နေတဲ့ဘုရားကချက်ပေးမှာစိတ်မဝင်စားတဲ့သူဆရာကြောင့်ရှိသမျှကိုတော့ဘုရားကနှုတ်ပွားမှာအဲ့တော့ဘုရားကမတရားတာတော့ဘုရားတရားပါကျွန်တော်တို့ကကတာတို့အချက်ရှိတာဖြစ်တယ်ဆိုတာနားလဲလာတယ်ပေါ့နော်အဲ့ဒါနားပဲလို့ဆိုတော့ဘုရားခင်ရတယ်ရှိတဲ့သူကြတော့ပေးပြီးတော့မရှိတဲ့သူကြတော့မပေးမနဲ့တော့သူရှိရတာကမှနှုတ်သွားတယ်ဆိုကျွန်မသိတယ် င်းပြင်ပေါ်မတရားဘူးလို့ထင်ခဲ့တာပေါ့နော်အဲ့လိုမျိုးတေကိုဖြစ်ခဲ့တာပါပေါ့ဒါကြောင့်လို့ဒါသက်သေခံတာလည်းဖြစ်ပါတယ်အဲတိုက်တွန်းအမျိုးသမီးတွေပေါ့နော်သူတွေအမျိုးသမီးတွေတိုက်တွန်းလို့ပေါ်ချင်တာလည်းဖြစ်ပါတယ်ဘုံလူတွေမှာလည်းကျွန်တော်တို့ဟိုစုံဖို့ဆုံးဖြစ်အောင်လေးပေါ့နော်အချိန်ပေးပြီးတော့ဆုံးဖို့တော့ဘာလို့ကျန်းစာဒီကွာဖတ်လို့ဒီရာပေါ်မှာနားမလည်တဲ့ຢာတော်ကောင်နားလည်တဲ့ຢာတော်ကောင်ကြားလေးပြောင်း sharing လုပ်ရအောင်ပြီးလို့ရှိရင်အဲဒီ ။တခြင်းဆိုကုန်တော့ချီးမွမ်းတာလည်းကောင်းပါလေ။ဒါထက်ကောင်းတဲ့အရာကတော့လူပပတ်တော်အားဖြင့်သက်သေခံတာကသာ၍ကောင်းပါလေ။ပေါ့။ဒါကြောင့်မို့လူပပတ်တော်နဲ့ကျွန်တော်တို့သာ၍သက်သေခံပြီးဆောက်နိုင်အောင်ပို့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 ပြီးဆောက်တာဖြစ်တယ်။ဆိုကျွန်တော်စဉ်းစားနေတယ်။အချို့တွေလေးဒီမျိုးလိုက်တာကလမ်းလောက်တဲ့အခါမှာကိုထူကိုထဆိုတဲ့ဆိုင်ကိုတက်တယ်။ဆိုအဲ့ဒီဟာကျမစဉ်းစားမိတယ်အခုထိုင်နေနေပြီ။ဆိုကျမတို့ကလည်းဝိညာဉ်ရမှာသူများထူသူများထမဟုတ်ဘူးလေ။ကိုထူကိုထကိုပေါင်းပါလေ ကျမအခုအသက်50လေးပဲကျော်50ကျော်ပြည့်နေသားသမီးရှိလို့မိခင်ဖြစ်လို့အမေဖြစ်လို့သားသမီးကိုချက်ပြုတ်ကျရတဲ့သူဖြစ်အကယ်၍နောက်ထပ်ကိုပြန်စဉ်းစားကြည့်ကျမအသက်50ကျော်ဒီကိုမောင်မကဖြစ်စေမိဘကဖြစ်စေသားသမီးကဖြစ်စေကျမကိုချက်ပြုတ်ကျလို့ခမင်းပါခွန်ကျွေးနေရတဲ့အစ်ကျမဖြစ်မယ်ဆိုလို့ရှိရင်စဉ်းစားကြည့်ဒီကိုမောင်နောက်ဆက်ကျမဒါမှဖြစ်တဲ့နည်းအကြံလား something wrong နေတာလားဆိုတာတော့အဖြေကတော့ပေါ်တာပေါ့နော်ဒါကြောင့်မို့ ကျွန်မတို့ကိုကိုယ်နှုတ်ပတ်တော်နဲ့ဒီစောက်ရအောင်သူပြေရအောင်လို့ကျွန်မကသက်သေးတဲ့ခံပါတယ်တိုက်ပွဲလို့ဆိုရှင်နေဖြစ်ပါတယ်လို့အယောက်စင်တိုင်းနဲ့နှုတ်ပတ်တော်အားဖြင့်ဒါလေးဒီစောက်နိုင်တဲ့ဒီရက်တိတိုင်းနဲ့သူသက်သေးခံနိုင်တဲ့ဒီဖြစ်ကြောက်ရအောင်ဖြစ်ပါတယ်လို့ဆိုတော့ဒီစောက်ပြပါတယ်